scholarship committee ကစာချက်နိုင်တဲ့ robot ကိုမလိုချင်ဘူးအခုဆိုရင်လူတိုင်း AI ကိုသုံးပြီးမှ scholarship ကောင်းကောင်းတပုတ်ကိုရေးနိုင်တယ်စိတ်ရင်းကောင်းပြီးမှလူမှုပတ်ဝန်းကျင်ကိုပြန်ပြီးမှအကျိုးပြုနိုင်တဲ့သူကိုပို့ပြီးမှလိုအပ်တယ်အဲ့ဒီတော့2026နှစ်မတိုင်ခင်မှာကျောင်းသားအဖွဲ့အစည်းလိုမျိုးလူငယ်အဖွဲ့အစည်းလိုမျိုး volunteer project တစ်ခုခုမှစပြီးမှဝင်လုပ်ပါ လူငယ်ကလေးငယ်တွေကိုစာသင်ပေးနိုင်တဲ့ project လိုမျိုး ကိုယ့်ရဲ့ရက်ရွာချေးရွာတွေကိုကူညီပေးနိုင်တာလိုမျိုး advanced သေးလေးတွေမှာစီစဉ်ပေးနိုင်အောင်လို့လေ့လာပါ နောက်ပြီးတော့ team leader ဖြစ်ဖြစ် လုပ်နိုင်တဲ့အခွင့်အရေးကိုအမြဲတမ်းရှာပါအရေးကြီးတဲ့အချက်တစ်ခုရှိတယ်လုံသမားကိုမတန်းတင်ထားပါဓာတ်ပုံရိုက်ထားပါရေးမှတ်ထားပါအကုန်လုံး မတန်းတင်တာပဲချင်းအပြည့်နောင်ကြလို့ကိုကဒီ scholarship essay ရေးတဲ့အခါမှာကိုပါလောက်ခဲ့လေဆိုတဲ့ကိုရဲ့ story ကိုပြသနိုင်မယ်။အဲ့လိုပြသခြင်းအပြည့်သူများထက်တာနိုင်မှာဖြစ်ပါတယ်။ Remember ချမ်းသာမှနာမည်ကြီးမှမဟုတ်ဘူး။စိတ်ရင်းနဲ့လက်တွေ့ကြကြလုံနိုင်တဲ့သူကိုပဲ scholarship committee တွေကစိုက်တာဖြစ်တယ်။